မန်ချက်စတာယူနိုက်တက်ကနဝေရိုနီက PSC အသင်းကိုရှုံးနေခဲ့တဲ့ချန်ပီယံလိပွဲစဉ်အပြီးမှာအာဆင်နယ်အသင်းပရိသတ်တွေရဲ့အားပေးပုံကိုဝေဖန်ခဲ့ပြီးအာဆင်နယ်အသင်းရဲ့စစ်တဲ့ပိုင်းကိုလည်းမေးခွန်းထုတ်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာအေပီလ29ရက်အင်္ဂါနေ့ကကစားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမကြော်ပွဲစဉ်မှာ PSC အသင်းကိုအိမ်ဝင်းမှာကစားခဲ့ရပေမဲ့တကူကမရှိနဲ့ရှုံးနေခဲ့တာပါ။ အာဆင်နယ်သင်းနေတဲ့ချန်ပီယံလီဂ်ကွာတာဖိုင်နယ်ပထမကြော့တုံးကအင်ဂွေးမှာလက်ရှိချန်ပီယံရီယယ်မက်ဒရစ်ကို၃ဂိုးကိုမရှိနဲ့နိုင်ရခဲ့တာကြောင့် PSC နဲ့ပွဲရဲ့ပေါ်ယုံကြည်မှုမြင့်မားခဲ့တာပါဒါပေမဲ့အာဆင်နယ်အနေနဲ့ PSG နဲ့ပွဲမှာပွဲအစ၄မိနစ်မှာပဲဒမ်ဘီလီရဲ့သွင်းကိုကိုခွင့်ပြုခဲ့ပြီးအာဆင်နယ်ပရိသတ်တွေကလည်းရီယယ်မက်ဒရစ်နဲ့ပွဲတုန်းကလိုအသင်းကိုအော်ဟစ်အားပေးခဲ့ခြင်းမရှိကြောင်းသိရပါဗျ။ ဒါကြောင့်အဲ့ဒီပွဲပြီးမှမက်ဂျက်စတာယူနိုက်တက်ကနေဝင်ရိုနီကအာဆင်နယ်ပရိသတ်တွေကိုဝေဖန်ခဲ့ပြီးကစားသမားတွေလိုအပ်နေချိန်မှာအာဆင်နယ်ပရိသတ်တွေအနေနဲ့အသင်းကိုအော်ဟစ်အားပေးခဲ့ခြင်းမရှိတဲ့ပေါ်စိတ်ပြတ်ချောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ရိုနီက PSC ကပိုကောင်းတဲ့အင်းဆိုတာထင်ရှားပါတယ်။သူတို့ရဲ့နီးစနစ်ကအရန်ကောင်းပါတယ်။သူတို့ရဲ့ press ကအရန်ကောင်းတယ်လို့ခန့်စစ်ဘယ်လိုကစားရမယ်ဆိုတာကိုလည်းကောင်းကောင်းသိပါတယ်။ PSC အနေနဲ့နှစ်ကိုသုံးကိုလောက်တောင်းနိုင်တင်တာပါ။ကျွန်တော်ကတော့ Arsenal ရဲ့ကစားပုံကိုရောအတင်ပြည့်တဲ့တွေကိုပါစိတ်ပြတ်ပါတယ်။ Real နဲ့ပွဲမှာသူတို့ရဲ့အားပေးဖို့အရန်ကောင်းခဲ့ပြီမြေဒီပွဲမှာတိတ်ဆိတ်နေတာပါ။ကစားသမားတွေကူညီလိုအပ်နေချိန်မှာပြည်သက်တွေအနေနဲ့ရီးရဲနဲ့ပွဲကားလိုအပေးခဲ့တဲ့နာပါလို့ပြောကြားခဲ့ပါတယ်။ပြီးတော့ရိုနီက အာဆင်နယ်တင်းရဲ့စစ်တပ်ပိုင်းကိုလည်းဝေဖန်ခဲ့သေးတာပါအာဆင်နယ်မှာကြောက်စိတ်ရှိနေလို့ကျွန်တော်တို့ထင်ပါတယ်။ဒါကသူတို့ကြော်ဖြတ်ရမယ့်အတားအဆီးပါ။သူတို့ဟာစုဖလားတွေနဲ့အနည်းဆုံးရောက်ခဲ့ပေမဲ့နောက်ဆုံးမှာအရှုံးပေးလိုက်ရတာပဲ။အာဆင်နယ်ကစားသမားတွေအနေနဲ့ပွဲတွေကစားတဲ့အခါယုံကြည်မှုပြည့်ကစားနိုင်မှုလိုပါတယ်လို့ရိုနီကပြောကြားခဲ့တာပါ။